ဗမာစံများပြိသက်များရှိဒီကနေ့မှာတော့ကလုံးစောခုတ်သွားတဲ့အလောင်းဘုရားစစ်ထွက်သစ္စာတင်ငန်းနဲ့ဘုရားရဲ့ထူးခြားဆန်းညံ့မှုများအကြောင်းကိုမျှဝေတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ကလုံးဥစောကဘယင်စိတ်ပြင်းမြသူဖြစ်တဲ့အလောင်းမေတရားဦးအောင်စီယာစတဲ့ကုံးမောင်ဆန်မင်းတွေအစဉ်အဆက်အောင်မြင်လို့သတ်မှတ်ထားတဲ့နေရာတစ်ခုရွှေဘုံမြို့ဝင်တောင်ဘက်မှာရှိပါတယ်။အဲ့ဒီအောင်မြင်မှာဥစောက အောင်မြင်နေခဲ့ပါတယ်။အောင်မြင်နေရာကိုလည်းအဆောင်အုံတစ်ခုဆောက်က တမိုင်းဝင်ဌာနတစ်ခုအဖြစ်ထင်ရှားစေခဲ့တယ်ဆိုပြီးတော့မှတ်သားရပါတယ်။ယခုတော့ဝေဘူးဆရာတော်ကြီးရဲ့အောင်မြင်ရိပ်သာအတွင်မှရှိပါတယ်။သူအင်းစိန်ထောင်ကြီးတွင်မှနေရစဉ်သူ့ကိုစောင့်ကြရတဲ့ပုံကိုယ်သူကိုသူကိုယ်တိုင်အောက်ပါအတိုင်းသူ့အမားသူဝေခံပြောဆိုသွားခဲ့ပူပါတယ်။ကျုပ်ကနိုင်ရင်ဝင်ကြီးဘဝနဲ့ရွှေဘုံနယ်ကိုရောက်ခဲ့တယ်။အဲ့ဒီချိန်ကရွှေဘုံနယ်မှာအတော်ထင်ရှားကျော်ကြားနေတဲ့ဗလောင်မင်းတရားကြီးဦးအောင်စီဟာကိုးကွယ်တဲ့တင်ငန်းနဲ့ဖျားမရက်ဆင်းတို့တော်က အတော့ကိုတကူကြည့်တယ်၊စူတောင်းကြည့်တယ်၊လောတရှာတယ်၊ရံပေါင်းကိုအောင်းနိုင်တယ်ဆိုတဲ့တဲ့င်းကြောင့်အဲ့ဒီဘုရားကိုမရရှာတဲ့နေနဲ့ကျုပ်ယူခဲ့မိတယ်။ဒါပေမဲ့ကိုကိုွယ်လိုလိုကြီးညိုတတာနဲ့ပြင်းခဲ့တာမဟုတ်ဘူး။ကျုပ်အကျိုးအတွက်ကြည့်ပြီးတော့ယူခဲ့တာပဲ။ဒီတော့စင်တူတော်ကိုတာမန်မြတာကိုကိုွယ်မှုအစ်စ်မှမဟုတ်ပဲကျုပ်ရဲ့အဆောင်တဘောမျိုးထားခဲ့မိတယ်။အဲ့ဒါကျုပ်ရဲ့မဟာအမကြီးပဲ။နောက်မှသိရတာကဒီစင်တူတော်ကြီးကတကိုးကြီးတဲ့လောက် အလွန်ခိုက်တယ်ဆိုတာသိရတော့နောက်ကျသွားပြီအဲ့ဒီအချိန်ကကျုပ်ဟာအင်္ဂလိပ်အကျဉ်းသားဖြစ်လို့ဖြစ်ရတနက်ပြည့်ခံလို့ခံရနဲ့နောက်ဆုံးအခုချိန်ထိဖြစ်ခဲ့တာပါပဲနောက်ကျုပ်ဒီထက်ရှောင်မှအဲ့ဒီစင်းနူတော်ကြီးကိုရွှေကုံစေတော်စနေတော့မှကျောင်းဆောင်တကူနဲ့လှူရန်လိုက်ရတယ်ကလုံးဥစောခိုးသွားတဲ့အလောင်းဖရာရဲ့စစ်ထွက်တစ္ဆာဆိုတင်ငန်းတဲ့ဖရာကိုယခုလက်ရှိတီနီယာတိတူတူကရေးသားထားတာကို ပြန်လည်ဖော်ပြပေးလိုက်ရှာပါတယ် မြန်မာတက္ကရာ1114ခုနှစ်လွန်ခဲ့သော နှစ်ပေါင်း263နှစ်လောက်ကလေးကခမဲတော်မင်းညိုဆန်းမဲတော်ခင်ယိုးဆန်းတို့ဦးစီးပြီးရှေဘိုမြောင်လက်ကဗေဒီပညာရှိပပုစရာတူကအိမ်တော်မှာကိုးကွယ်ဖို့အတွက်သင်ငန်းနဲ့မရက်စွန်းနှောင်းဆွဲရုပ်ပွားတော်တဆူထုတ်လုပ်ပေးခဲ့ပါတယ်။ပင်ရခင်လက်ရမျိုးရုပ်ပွားတော်ကကြာမောက်ကြာလန်ပလင်အမြင့်ဆယ်လက်မှညံတော်အမြင့်34လက်မှရှိပါတယ်။ဤပြားကိုတော့အမှတ်ကိုရက်ွက် မြတ်စောညိနောင်ဘုရားရဲ့စနေရောက်မှာအထိန်နမိတ်အောင်မြေဓမ္မမဟုတ် ရှားစအောင်မြေစီဒီကိုမင်းမဖြစ်မီတီထားကိုကိုွယ်အပြီးမြမတက်ကရဲ1134ခုနှစ်မှာမှ အနိကစတင်ပြီးခဲ့ပါရီအလောင်းမေတရားကြီးကစစ်ထွက်တိုင်းဤဘုရားကိုတစ္ဆာဆိုပြီးစင်မော်မှာတင်လို့ပိတ်ဆောင်လေးရှိရာတနည်းအတွင်းတိုက်ပွဲပေါင်း၁၄ပွဲနိုင်ခဲ့ပါရီဤရုပ်ဘွားတော်ကို1942ခုနှစ်ကနန်းရင်ဝန်ဂလုံးစောက အလောင်းပြားပြတ်သက်တော်လာရောက်တိဆောက်လူရန်ပြီးဥအောင်ဇာရဲ့ဇာတိအောင်မြင်ဖြစ်တဲ့ရွှေချက်သူဘုရားကရန်ကုန်ကိုပြေဆောင်သွားခဲ့ပါရယ်ခရစ်တကရေ1948ခုနှစ်မှာကလုံဦးစောမိသားစုကရွှေရကုန်ဘုရားအမတ်15မှာရှေးဆက်ချလူရန်ထားခဲ့ရ1964ခုနှစ်မှာဖုံးတော်ကြီးတပါတိလရှင်နှစ်ပါနဲ့ရှေဘူသားဆိုသူယောက်ျားတူကရှေရကုန်ဘုရားကထပ်မံပြေဆောင်သွားကြောင်းသိရပါရယ် ကလုံဦးစောရဲ့မြေတွေလိုက်လံပြသတဲ့အတွက်မြောက်ကလာပတပ်ပိညုစီရီမှာကိန်းဝတ်စံပယ်လျက်ရှိတာကိုတော့ဖျားပေးဆောင်ရေးကော်မတီဝင်တွေကိုယ်တိုင်ကနှစ်ကြိမ်တိတိဖူးမြော်ခံရပြီးပဲဖြစ်ပါတယ်။ဤဖျားပြန်လည်ပေးဆောင်နိုင်ရေးအတွက်သက်ဆိုင်ရာအစင်စဲကနိုင်ငံတော်သမနာကြီးတိတင်ပြထားရှိပြီဖြစ်တဲ့အပြင်ကလုံဦးစောရဲ့စံရည်သူမိသားစုတို့နဲ့သဘောတူညီချက်ပါရရှိထားပြီဖြစ်ကြောင်းသိရှိရပါတယ်။ဒီဖျားကစစ်ချီစစ်ထွက်ဖျားဖြစ်ပြီး ယခုတိုင်ဒေတာစာရီကြွကြည့်တော်မူနေဆဲဖြစ်ကြောင်းနမိတ်ပုံစောင့်နေပြီးတော့ EPR စပိတ်တဲ့အချိန်1942ခုနှစ်မှစလို့ဒုတိယကမ္ဘာစစ်ကြီးရဲ့စစ်ရေးစင်ငွေတွေကမြန်မာနိုင်ငံကိုပြန့်နှံ့ခဲ့ရာရွှေရီကုန်ပြားကိုရှေ့ဆက်ချရည်နှင့်1948ခုနှစ်လက်လက်ရင်ရပြီးမကြမီမှာပြည်တွင်းစစ်မီကြီးစတင်ဟုံးတောက်ခဲ့သည်ကိုတွေးကြည့်ရင်တော့သိကြမယ်လို့ထင်ပါတယ်။ဒါကြောင့်ဤရုပ်ပွားတော်ကိုမွန်ရင်ဒေသရှေ့ဘုံမြို့ကို ပြန်လည်ကင်းဝတ်စီခြင်းနဲ့ စင်မီတွေငိမ့်လို့နိုင်ငံတော်ကြီးအေဂျင်တာယာဝါပြောလာမယ်လို့သိရပါတယ်။ဆက်လက်ပြီးဤစစ်ထွက်တစ္ဆာဆိုဘုရားပြန်လေကြချီရေးပြည်တော်ဝင်ရှိအတွက်ရွှေဘိုနေသူနေသားအပေါင်းနှစ်တောင်းအားရဝိုင်းဝန်းပံမှုကုညီဆောင်ရွက်ကြပါယင်။စစ်ထွက်တစ္ဆာဆိုဘုရားပြန်လေပိဆောင်ရေးကော်မတီရွှေဘိုမြို့ကနိဗ္ဗာန်အကျိုးပြစ်ဆုံးပံအကျိုးမျှော်ကိုလို့နှိုးဆော်တိုက်တွန်းထားတယ်ဆိုတဲ့အကြောင်းကိုတော့ပြန်လည်ပြီးတော့မျှဝေတင်ဆက်ပေးလိုက်ရပါရှင်။ ဟုတ်ကဲ့ပါဒီကနေ့မှတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြားနေသက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို like နဲ့ share လင်းလို့သွားပေးကြပါအောင်ရှင်။နားဆင်ပေးခဲ့ကြတဲ့ဘာမဆန်များပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။